မင်္ဂလာပါနေ့တစ်ချက်နာမှပြန်လည်ကျေးဇူးပါတယ်ဒီနေ့နိုင်ငံရေးအယူအဆလေးနဲ့ BDF ဒီသူတို့ပြောတာပြောနေရတယ်မျိုးလုံးကမျက်ရည်ရဝဲနေပြီအဲ့ဒါလေးတွေဆက်ပေးခြင်းလို့ပါယူဆနားဆင်လိုက်ပါစကိုင်းကိုင်းတို့မကွေးကိုင်းတို့ကလက်နဲ့ကရင်ကလေးတွေကပညာဒီနေပါတဲ့အတွက်ကြောင့်မလို့ တစ်ဖက်နားပဲနားထောင်နေတော့အဲ့လိုမျိုးဟာလည်းဖြစ်နေတယ်လေပြည်သူလူထုကလည်းအမြင်လဲကျယ်လာမယ်ပညာလဲတက်လာမယ်ဆိုလို့ရှိရင်တိုင်းပြည်ဟာအဆင်ပြေမယ်လေနော်စစ်တပ်ကလွတ်တော်ထဲမှာ25ရက်ကတော့ပါတယ်ကျွန်တော်လေ့လာကြည့်တဲ့လောက်ဆိုလေကျွန်တော်တို့အခြေခံဥပဒေကအင်ဒိုနီးရှားနဲ့တူတယ်လို့အင်ဒိုနီးရှားတော့ကလည်းအရင်တော့ကလည်းစစ်တပ်က25ရက်ကတော့ပါတယ်နောက်တပြေးပြေးနဲ့ရှော့သွားပြီရော့သွားမယ်လေတိုင်းပြည်ကတော့အခြေတည်ငြိမ်သွားပြီဆိုလို့ရှိရင်25ရာခိုင်နှုန်း25ရာခိုင်နှုန်း900ရာခိုင်နှုန်းနောက်ပိုင်းလုံးဝမပါတော့ဘဲနဲ့တကက်တည်ငြိမ်တဲ့ ပြည်သူလူထုကလည်းအသိကြုံလဲများလာမယ်အမြင်လဲကျယ်လာမယ်ပညာလဲတက်လာမယ်ဆိုလို့ရှိရင်ဒါအတိုင်းပြည်ဟာအဆင်ပြေမယ်လေနော်အခုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုလို့ရှိရင်စကိုင်းတိုင်းတို့မကွေးတိုင်းတို့ကလက်နဲ့ခံရင်ကလေးတွေကသူတို့ခမရလဲကျွန်တော်ကြည့်ရတာလေအတွေ့အမြင်နဲ့ပညာဒီနေပါတဲ့အတွက်ကြောင့်မလို့တစ်ဖက်နားပဲနားထောင်နေတော့အဲ့လိုမျိုး ဟာလည်းဖြစ်နေတယ်လေနော်အမှန်အရေးကြီးတဲ့ရေကောက်ပေါ်ကကန့်ကွက်တဲ့ရှုံချတဲ့ကျွန်တော်ပြည်နယ်မှာလာမလုပ်ပါနဲ့ဆိုတဲ့ဟာတွေတော့ပြန်စဉ်းစားပေးပါလို့ကျွန်တော်တိုင်းသားတယောက်အနေနဲ့ပေါ့နော်ကျွန်တော်မြစ်တရရခံချင်တယ်ဒါပြန်စဉ်းစားပေးပါရေကောက်ပေါ်လုပ်တယ်ဆိုလို့ရှိရင်ညီကိုတို့ပြည်နယ်အတွက်လည်းကောင်းပါပါဒီမိုကရေစီရင်တန်လာပြီဆိုရင်တမတော်ကအလုရှုပ်ခံမနေဘူးနိုင်ငံတော်ကာကွယ်ရေးအတွက်ပဲသူမှသူလုပ်မှာပါဝင်နေတယ်လွတ်တော်တယ်မှာ25ရာခိုင်နှုန်းဆိုရတယ် ဒီဆရာပြောသလိုပဲတဖြည်းဖြည်းချင်းရှော့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 သွားမှာအခုကဒီမိုကရေစီမင်းရင်တန်းကိုတိုင်းပြည်ဖျက်ဖို့ပဲလုပ်နေရတဲ့အတွက်တက်မတော်အမြဲတမ်းပြန်ပြီးတော့ပါဝင်နေရတာနော်တမိုင်းစာမျက်နှာမှာတက်မတော်ရှိနေလို့လဲဒီပြည်တွေပြောင်းစုကြီးကတကူချင်းဒီမပြိုကွဲသေးတာအဲ့ဒါကိုနားလဲတင်တယ်တက်မတော်ကဒီထဲမှာလာထိုင်နေတာအလကားသက်သက်လာထိုင်နေရမို့ဒီမိုကရေစီရင်တန်းတော့ထိန်းချောင်းပေးနေတာအဲ့ဒါကိုနားလဲစီချင်လို့ ဆန္ဒထားပါအောင် PDF တရပြောတာပြောနေမျက်လုံးကမြေရဝဲနေပြီရှူစားလိုက်ပါအခုတော်လိုင်းရနိုင်မလားဆိုတော့ကကျွန်တော်ထင်တယ်ကကျွန်တော်တို့တော့မှအတိုင်းအတာတစ်ခုကြီးအောင်မြင်မှုရထားတာဗျာဟောလဲဆိုတော့ကျွန်တော်တို့ဆိုရင်တောင်ကိုထောင်းလို့ပေါ်တော်လာခဲ့တဲ့အတွက်ကြောင့်အောင်မြင်ပေါ်တော်လာခဲ့တယ်အောင်မြင်မှုရခဲ့တယ် ဆက်အောင်ခေါ်တယ်တယောက်ပြင်မိရဲ့နိုင်ငံရေးသမားမဟုတ်တဲ့2ယောက်ပါတယ်နိုင်ငံရေးသမား9ယောက်လွတ်တယ်အဲလိုတော်လိုင်းသမား9ယောက်လွတ်တယ်ပေါ့လေအဲဆိုကျွန်တော်တို့အောင်မြင်ရခဲ့ရပြအခုတော်လိုင်းရင်းကတကယ်ဆိုရင်အောင်ဖို့အောင်အောင်ရတယ်ဘာမှအောင်မှာပါအောင်ဖို့ရတယ်ဒီဆုံးသွားပြီတော်လိုင်းရင်းပြန်ပြောင်းတယ်လူကြီးပြန်ပြောင်းတယ် မူပြီးပြန်ပြောင်းတန်ပြီးဒီလောက်ဖြစ်ပြီးတော့တော်လို့ဒီလိုတွေဒီဘက်တန်ပြန်ထွက်လာမယ်ဆိုရင်တော့လွယ်ကြီးဥပမာ မဟုတ်ဘူးကျွန်တော်လက်တွေ့စံစံပြောပြလိုက်ရပါလိမ့်ဆိုအင်းဒီလောက်ကမဟုတ်ရင်အကုန်သဘုံဆိုတဲ့အရာမျိုးအမူဒီလောက်ကမဟုတ်ရင်အကုန်သဘုံဆိုတဲ့အရာမျိုးကမူဝါဒရေဖြောပြနေတော့နိုင်နိုင်မယ်ဒေတော်နဲ့ဓမ္မပဲဖြစ်ဖြစ်ဘုသူပဲဖြစ်ဖြစ်အဲဒီကအနာရှင်ဖြစ်ဖို့တော်လာနေတဲ့ဆိုရင် မဟာမိတ်မင်းအဖြစ်ဖြစ်ဒေါ်လက်တွဲပြီးတော့ဒေါ်လိုင်းမှာလက်တွဲပြီးတော့ပေါင်းတိုက်ခိုက်ပါဝတ်တို့ပေါင်းဝင်မဆိုရင်တော့နိုင်လိမ့်မယ်ဗျကျွန်တော်ကျွန်တော်မို့ကျွန်တော်ပြောတော့ပေါ့နော်အညာများလဲအညာမျိုးတစ်ယောက်လုံနေတာလောက်အောင်စစ်တက်လုံလို့လိုက်ပြီးကျွန်တော်မျိုးဂိတ်ပွင့်နဲ့ဂိတ်ပွင့်ပြောကားလာရင်ပစံတောင်းဟောဆန်ကြလိုက်ပစံတောင်းဆိုတဲ့ဘုရားဒီကောင်ကတောင်ကိုထောင်အားနေပြီးတော့ထောင်ဖောက်ပြီးတော့ပြေးတဲ့ ပြေးပြီးပြည့်ရတဲ့ပြည့်တဲ့ကောင်အခုမှဒီကောင်နောင်လာရတာကျင်းရဖြောက်ပြရမယ်ဒါကြတဲ့ခိုင်ဖွင့်လို့ဆိုတော့ကျွန်တော်တို့ရန်သူလိုင်းတီးဖို့ရန်သူဒေတာကန်တွေကိုတော့ခမပေးဖို့ရန်သူရဲ့အနေထားကိုတကယ်တည်းဖွင့်ပြီးတော့ကြည်တိကြည်ဖို့အတွက်ပေါ့ဖွင့်တာလည်းခေပြအဲ့ဒါကိုမြို့ပေါ့ဘယ်လိုလဲပြောပါဘုတော်လည်းအောင်အောင်ပါပါဘာလို့လဲကျွန်တော်တို့ဆိုတဲ့အခုနှာရှိရပြောရတော့ ထောင်းထောင်းဖောက်တာတော့မှဘယ်လိုမှကပြန်ဖမ်းနိုင်တဲ့အနေထားသူတို့ကျွန်တော်တို့ကိုကြည့်ကြော်တယ်3လ3လနေပြီး6လ6လနေတက်ပြီးတက်နေပေါ့အဲ့ဒီကနေစပြီးပျော်လာတဲ့အပျော်မျိုးအခုဆိုကျွန်တော်တို့ဖမ်းမျိုးကြီးရောနဲ့ကျွန်တော်တို့ဒီနောက်မှကနာမနေရတော့မှကျွန်တော်တို့ဖမ်းမမိဘူးဗျာအဲ့လိုဖြစ်နေတယ် ဖမ်းဖို့လည်းဖမ်းရတာလည်းဖမ်းနိုင်တာလားမသိဘူးကျွန်တော်လည်းတိုက်လို့ကျွန်တော်တော်လည်းဒီမှာဟုတ်ပြီဖမ်းကိုလှုပ်ပေးတာလားဆိုတော့ကျွန်တော်ကိုကိုကိုညံ့နေတယ်ပါလေကျွန်တော်တော်ထားတော့ကဲတော်တယ်ညီမကြီးတော်တော်များများတော်ကြတယ်ဒါပေမဲ့ကျွန်တော်ကညံ့တယ်တော်ကြအောင်嗯真的是我也来အဲ့လိုမျိုးဟိုကလောက်တဲ့အားတွေပြီးကြတော့သူနိုင်နေရဆိုတာပေါ်တာဆွဲလို့နိုင်နေရ ဘောဒါဆွဲလို့ကြားလို့ရတဲ့လူတွေနဲ့ပြန်တိုင်နေတာအနိုင်ရမဟုတ်ဘောဒါဆွဲလို့ရတဲ့လူတွေနဲ့ပြန်တိုင်နေတဲ့အနေထားစိတ်သက်စင်ရေးပိုင်းမှာတော်တော်ညံ့ဖြစ်နေရအဲလိုမျိုးဆိုဘောဒါဆွဲမကောင်းမနေပါဘောဒါဆွဲတယ်ဆိုတာလည်းမင်းတို့နားစိတ်ကက်ကက်ခက်ခနာရတာပဲနိုင်ငံတော်ကာကွယ်ဖို့ပြည်သူစစ်မှုတမ်းဖို့ဆင်းရဲလိုက်သူအလှည့်ကြလိုက်ခေါ်နေရပဲရှိရဘောဒါဆွဲတယ်ဆိုတာမဟုတ်ဘောဒါဆွဲတယ်ဆိုတာ လူကုန်ကူးတာတွေရှိတယ်အခုမော်တော်လာလမ်းသားရန်ကုန်လမ်းသားရမှာရွာတက်လာတဲ့တောသားတွေတယောက်ကိုကားသမားတွေတက်စီသမားရောင်းဆောင်နေတောင်းအောင်ကဆွက်ခေါ်ပြီးတော့ထန်းနိုင်ငံကိုရောင်းစားတာရှိ လူကုန်ကူးတာနဲ့ရောနေတာမြန်မာတပ်မတော်ကပေါ်တာဆွဲเสียကုန်မလို့ဟုတ်ကဲ့စင်ပြောင်းနေကျမကြီးကူဆိုင်ပါနိုင်တဲ့တိတိပြောရမယ်ဘိုင်ဘိုင် နားထောင်ရှိဘောလေနှွေဦးတော်လည်းအောင်ပါလားအောင်ပါပါတကယ်ပြောတာလားဓမ္မရွက်တွေခြုံတဲ့နေ့အောင်ပါပါဓမ္မရွက်တွေခြုံတဲ့နေ့မဖြစ်နိုင်တော့ပြီးဆုံးသွားပြီယေရှုတမန်လည်းပြန်ဆုံးစကိုင်းကိုင်းတို့မကွေးကိုင်း